ကဲညီကိုရင်အားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ Glory United YouTube Channel နဲ့ Facebook ပြန်လေးပြန်လေးကြိုဆိုလိုက်ပါတယ်ဆိုတော့လက်ရှိချိန်မှာကျွန်တော် Manchester United နဲ့ပတ်သက်ပြီးတော့ဒါသတင်းတွေရထားတာတွေရှိတယ်ဆိုတော့ဒီဗီဒီယိုမှာတော့ဗျာဒီအဲ့သတင်းတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ညီကိုရင်နဲ့တူတူတခုချင်းစီကိုအေးအေးဆေးဆေးဒါဆွေးနွေးသုံးသပ်သွားခြင်းနဲ့ဆိုတော့ပထမဆုံးအနေနဲ့ကတော့ဒါလက်ရှိအခုချိန်လေးမှာပဲဒါအတိတ်ရလာတဲ့ဂျီဒန်ဆန်ချိုရဲ့သတင်းပေါ့နော် လက်ရှိချိန်မှာဂျီလန်ဆန်ချိုကတော့ဒါနာပိုလီနဲ့တူတာပုံကိုရေးဆိုင်ရသဘောတူညီမှုတွေရခဲ့ပြီဆိုပြီးတော့သူတို့ပြောထားတယ်။ဟိုဂျီလန်ဆန်ချိုကဂျူမင်တက်ကလည်းအမှန်တကယ်စိတ်ဝင်စားပြီးမဲ့လေကျွန်တော်တို့ကဒါပေါင်း25သန်းရမှရောင်းမယ်ဆိုတဲ့အတွက်နာပိုလီဘက်ကလည်းအဲ့ဒါကိုပြေးချေဖို့ဆန္ဒရှိရဆိုပြီးတော့ပြောထားတယ်။အဲ့တော့လာစာကိစ္စကတော့ဘယ်လိုလာမလဲမသိဘူး။ဒါပေမဲ့ကျွန်တော်တို့ဒါဂျီလန်ဆန်ချိုကိုရောင်းနိုင်နေဆိုရင်ကဒါအတင်းတော့တော်တော်ကိုကောင်းပါလေ။ ဆိုတော့နောက်တဲ့သတင်းတစ်ခုကတော့ကျွန်တော်ဒါအန်တိုနီနဲ့ပတ်သက်ပြီးတော့ဗောနော်အန်တိုနီကလက်ရှိချိန်မှာဆိုရင်သူ့အနေနဲ့ဒါ United ကထွက်ခွာအခွင့်ရဖို့ဆိုရင်လိုအပ်ရင်လဲဒါသူ့ရဲ့လာလာကို30ရာခိုင်နှုန်းထိရှော့ပြီးတော့ယူသွားမယ်ဆိုပြီးတော့ပြောထားတယ်ဆိုတော့ဒါကကောင်းပါလေဟိုအန်တိုနီရဲ့ဗျာဒီမနစ်ကရာသီဘွယ်ဗက်တစ်မှာပြတဲ့ခြေဆွမ်းနဲ့ဆိုရင်သူ့ကိုလိုချင်တဲ့အသင်းတွေကတော်တော်များတယ်ဒါပေမဲ့အသင်းတော်တော်များများကလည်းသူ့ရဲ့လာလာနဲ့ပတ်သက်ပြီးတော့တွန်းဆုံနေကြပြီးတော့ဒါအန်တိုနီကကျွန်တော် Manchester United အသင်းရဲ့အနာဂတ်မှာလည်းမပါဝင်တော့ဘူး သူကိုယ်တိုင်ကလည်း United မှာမပြောဘူးမပြောတဲ့အတွက်ဒါအသင်းရဲ့ဒါဒါအပြောင်းရှိဖြစ်မြောက်လာဖို့အတွက်သူ့ရဲ့လာစာကိုချော့ယူမယ်ပြောတာဒါကစားသမားအတွက်လည်းကောင်းတယ်သူ့အနေနဲ့ကဒါသူရဲ့ career ကိုဆေးဖို့ဆိုရင်သူ့အနေနဲ့အသင်းပြောင်းဖို့ရလိုတယ်ဆိုတော့အန်တိုနီရဲ့ပြောင်းရွှေ့ရလဲဒါမကြခင်မှာဖြစ်လာဖို့ရပဲများတယ်ကစားသမားကလာတာရှော့ယူတာဆိုတော့ဟိုမှန်တမ်းပြောရင်အန်တိုနီရဲ့လာတာအရန်ကြီးတော့မများဘူးဗျအရန်ကြီးမများဘူးဆိုတာကျွန်တော်တို့မန်ချက်စတာယူနိုက်တက်အသင်းမှာဆိုရင်တော့အရန်မများဘူးတခြားကစားသမားတွေနဲ့ရှင်လိုက်မယ်ဆိုရင် ူကဒါတပတ်ကိုပေါင်းတသိန်းခွဲပဲရရပေါ့နော်ဆိုတော့လက်ရှိချိန်မှာ30ရာခိုင်နှုန်းဒီ short ယူမယ်ဆိုတော့တော်တန်ယုံသင်းလဲခေါ်ဖို့ရအဆင်ပြေသွားမယ်လို့တော့ထင်တယ်ဟိုတခုရှိတာကတော့ကျွန်တော်မန်ချက်စတာယူနိုက်တက်သင်ရတာအန်တိုနီကိုအသင်းရဲ့အနာဂတ်မှာမလိုလောက်ဆိုပေမဲ့လည်းဒါဖြစ်တယ်လို့ရောင်းလို့တော့မရဘူးအန်တိုနီကိုကျွန်တော်တို့ကယူရိုသန်း100ပေးပြီးတော့ခေါ်ခဲ့ရတဲ့အတွက်ကျွန်တော်အနည်းဆုံးပေါင်30 35သန်းဝန်းကျင်ကြားကိုရမှလည်းကျွန်တော်ကဒါ BSR ရုပ်အရာအချိန်ဒီကောင်းမှာဆိုတော့အဲကြောင်းဖြည့်ကြီးကိုတော့နည်းနည်းညှိဖို့ရတော့လုံမယ်။ဘာပဲနေနေပါဒါကြောင်းဖြည့်ကြီးက one time payment ဖြစ်တဲ့အတွက်ဗျာကစားသမားရဲ့လာတာကိုပြီးနိုင်တယ်လို့ ဟိုအတင်းတခြားတင်းတွေရယူဆရင်တော့အပြောင်းရွှေ့ရဖြစ်လာဖို့ရများတယ်ကျွန်တော်ဒီနောက်ထပ်သတင်းတစ်ခုကတော့ဒါရူမင်အာမိုရင်းပေါ့နော်ရူမင်အာမိုရင်းကျွန်တော်တို့ရဲ့နီးပြရူမင်အာမိုရင်းကဒါအသင်းရဲ့ရာသီကြိုခြေစမ်းပွဲတွေမတိုင်ခင်မှာဆိုရင်အသင်းအနေနဲ့ဒါကစားသမားတစ်တွေအချိန်မီရောက်လာဖို့ရမျှော်လင့်နေတဲ့ကြောင့်သူကပြောထားတယ်ကျွန်တော်ကစားသမားတစ်တွေအချိန်မီရောက်လာပြီးတော့ရာသီကြိုခြေစမ်းပွဲတွေမှာပါဝင်နိုင်မှာသာတဲ့သူရဲ့နီးစနစ်တွေကိုနားလည်ပြီးတော့ဒါအသင်းနဲ့သူဒါအလင်းမြန်ထိုင်ကြလာမယ်ဆိုတော့သူကယုံကြည်ထားတယ်အဲအကြောင်းနဲ့ကစားသမားတစ်တွေ ဒါအချိန်မရောက်လာဘူးသူမျှော်လင့်နေတဲ့အကြောင်းပြောထားတယ်ဆိုတော့ဒါကတော့တကယ်ကိုအရေးကြီးပါတယ်အရေးကြီးရဲဆိုတာကကျွန်တော်တို့ Manchester United တင်ရတာ transfer ရသည့်တိုင်းပါဆိုရင်အများအတန်းပြောင်းရွှေ့တွေက delay ဖြစ်တယ်ကစားသမားတွေကဒါ Premier League ပွဲစဉ်တွေမစခင်ဘလို့လောက်မှသူတို့ကရောက်ရောက်လာတာဒါပေမဲ့ဒီနှစ်မှာကျွန်တော်အဲ့လိုဖြစ်လို့မရဘူးဗျာကျွန်တော်တို့ဗျာဒီ Premier League ပွဲစဉ်တွေလည်းထွက်ပြီးဒါညီကိုတွေလည်းတော်တော်များများသိပြီးသားပါကျွန်တော်တို့ကဒါ Premier League ပထမဆုံး၅ပွဲမှာရင်ကိုက အာဆင်နယ်ပါတယ်၊ချယ်ဆီပါတယ်၊မန်စီးတီးပါတယ်။အဆယ်ဝဲအတွင်းကိုကြည့်မယ်ဆိုရင်လီဗာပူးကပါတယ်၊ပြီးတော့ဒီနော်တင်ဟမ်ဖောရက်တို့၊ဘရိုက်တန်တို့၊ဖူဟန်တို့လို့ကျွန်တော်တို့အသင်းတွေတွေ့တိုင်းဒါဒုက္ခပေးနေတဲ့အသင်းတွေလည်းပါတဲ့အတွက်ဒီကစားသမားတွေရာဗျာအဲရာဒီမစခင်ပါလေရာ ready ဖြစ်နေဖို့ရာလိုတယ်။ ဆိုတော့ဗျာဒီအသင်းအနေနဲ့ခေါ်ယူသင့်တဲ့ကစားသမားတွေကိုအလင်းမြန်ခေါ်ယူထားဖို့ရာလိုတယ်ဆိုတော့တောင်းရှိသူတွေနဲ့လည်းအိုက်ပိုင်းကိုတော့ဒီအလေးနဲ့လှုပ်ဆောင်ပြီးတော့ကစားသမားတွေကိုဗျာဒီအချိန်မီခေါ်ပေးနိုင်ဖို့ရာကျွန်တော်ကတော့မျှော်လင့်တယ်နောက်တစ်ခုကတော့ကျွန်တော်ဒီကိုသမားအိုနာနာကိစ္စပေါ့ဗျာဆိုတော့အိုနာနာကတော့အမှန်တမ်းပြောရင်သူ့အနေနဲ့လက်ရှိချိန်မှာအသင်းကနေထွက်ဖို့ရာပလန်မရှိဘူး ဟိုပြီးတော့ဒီရူဘင်အမိုရင်းနဲ့လည်းပူးပေါင်းဆက်ပြီးတော့ပူးပေါင်းရှင်နေသေးတယ်။ဒါပေမဲ့လည်းကျွန်တော်မန်ချက်စတာယူနိုက်တက်တင်းကဒါအမှန်တိုင်းပြောရင်ကုသမနေရာကိုလည်းသူတို့အပြောင်းအလဲလှုပ်ချင်နေတာ။ဟိုခတ်တာကအခုကအရေးကြီးတာတခြားနေရာတွေကပိုအရေးကြီးနေတဲ့အတွက်အဲ့နေရာတွေနဲ့လုံးမနေရာတော့ကုသမကိစ္စကိုသိပြီးတော့မလုံနိုင်သေးရလို့မြင်တယ်။ပြီးတော့ ਉਹਨਾਂ နာရဲ့ကိစ္စမှာကြည့်မယ်ဆိုရင်လည်းသူ ਉਹਨਾਂ ကအတင်းမှာဆက်နေချင်တာမှန်ပေမဲ့အတင်းကတော့ထိုက်တဲ့နဲ့ဂန်လိုင်းမှုတွေပါလေရရင်တော့ရောင်းဖို့ရလည်းများတယ်။ဟိုလက်ရှိချိန်မှာဆိုရင်ဒါမွန်နာကိုတို့ဘာလို့ကလည်းစိတ်ဝင်စားလာရဲဆိုတဲ့သတင်းတွေကထွက်နေရဗျာ။ကျွန်တော်အတင်းကကုသမအပြောင်းအလဲနေရာကိုကြည့်မယ်ဆိုရင်ကျတော့ ိုခေါ်ဖို့ရတော့ခက်မယ်တော့မထင်ဘူးဟိုကိုသမားမှာဆိုရင်ကျွန်တော်ဘူကာရှိရဲဘန်ဂျာရှိရဲအီမီမာတီနက်ရှိရဲဒီကိုသမားသုံးယောက်စလုံးကတကယ်တမ်းခေါ်မယ်ဆိုရင် ရနိုင်တဲ့ကိုသမားတွေကြီးပဲဒါအဖြစ်အဖြစ်နိုင်ဆုံးကတော့ ဒါအီမီမာတီနက်ပဲဖြစ်ဖို့ရများတယ်ဆိုတော့အီမီမာတီနက်ကိုရိုင်းရတာမနစ်ကရာသီမှာဆိုရင်တို့ဒီရာသီပိတ်ဘွဲမှာအက်စထရိုမီလာပိတ်သက်တွေကိုနှုတ်ဆက်ခဲ့တယ်ပိတ်သက်တွေကလည်း GG view နဲ့လက်ခံတယ်ပြီးတော့သူကိုရိုင်းရလည်းကျွန်တော်မန်ချက်စတာယူနိုက်တက်အသင်းနဲ့ဒါပူးပေါင်းဖို့ ready ရှိရဆိုတဲ့အကြောင်းကိုအသင်းဘက်ကပို့ထားတယ်ကျွန်တော်အသင်းကလည်းဒါအီမီမာတီနက်ကိုပဲပို့ပြီးတော့စိတ်ဝင်စားနေရလို့ပဲမြင်တယ်ဗျာဆိုတော့လက်ရှိချိန်မှာအက်စထရိုမီလာအသင်းကတို့တို့အတွက်ဒါပေါင်သန်း40လောက်လိုချင်နေဆိုပေမဲ့တို့အဲ့လောက်ကြီးထိတင်းခံလို့ရတဲ့အခြေအနေတော့မဟုတ်ဘူးဗျာ သူတို့ကဒါ PSR တို့အရာအချင်းတွေကတော်တော်ကြီးကျက်နေတဲ့အထက်မှာပါတယ်ဆိုတော့ဒါအတင်းရတောင်ရှိသူတွေကလုံနိုင်လုံနိုင်တဲ့လောက်ဈေးနဲ့ရရရဖို့ရလဲများတယ်ဒါပေမဲ့ဒီတစ်ဖက်ကပြန်ကြည့်ရင်ခုနလိုပဲအူနာနာရဲ့အထွက်ပေါ်မှာပဲမူတည်နေတဲ့အတွက်အူနာနာထွက်ခဲ့ရင်တော့ဒါ overall အချင်းနေနဲ့ဗျာပြီးတော့ experience အရာရောဒီအဖက်ဖက်ကကြည့်မယ်ဆိုရင်တော့အတင်းတော်ဆုံးကအီမီမာတီနဲ့ဖြစ်နေတာဆိုတော့အီမီမာတီနဲ့ပဲရောက်လာဖို့ရများတယ်ကိုသမားနေရအပြောင်းလဲဖြစ်ခဲ့မယ်ဆိုရင် နောက်တစ်ခုကတော့ကျွန်တော်ဒီ market referral နဲ့ပတ်သက်ပြီးတော့ပေါ့ဗျာဆိုတော့ market referral ကလက်ရှိချိန်မှာဆိုရင်သူကလာမယ့်နှစ်မှာအသင်းပြောင်းနေဆိုရင် champion league ဝင်ခွင့်ရတဲ့အသင်းတွေကိုပဲအဓိကဦးစားပေးပြီးတော့ပြောင်းနေတယ်ဆိုပြီးတော့ပြောထားတယ်။အခုချိန်မှာဆိုရင်ဗျာဒီ Turkey club တွေတို့ဒီဒီ sorry club တွေတို့ကလည်းစိတ်ဝင်စားရဆိုပေမဲ့သူကတော့အဲ့ဒီကိုပြောင်းဖို့ဆရာထက်တယ်မသိဘူး။သူကတော့ဒါ champion league ဝင်ခွင့်ရတဲ့အသင်းတွေကိုပဲဦးစားပေးပြောင်းခြင်းတယ်။ဒါပေမဲ့ကျွန်တော်မြင်သလောက်ဆိုရင်ဗျာဒါ champion league ဝင်ခွင့်ရတဲ့အသင်းတွေလို့သာပြောနေတာ။သူကဒါ Barcelona ကိုပဲအဓိကပြောင်းခြင်းတာ။ ဒါပေမဲ့အခုချိန်မှာကျတော့ဘာစီလိုနာကဒါနီကိုဝီလျံကိုခေါ်ဖို့ရအချိန်နေကောင်းနေတယ်။ဥက္ကဋ္ဌမားကိုဒါဘိုင်ယန်ခေါ်ဖို့လိုလိုက်တဲ့အချိန်မှာဘာစီကလည်းဆော့ရှော့မခံချင်တဲ့အတွက်သူတို့ကခေါ်မှာနီကိုဝီလျံနဲ့ဘိုင်ယန်တက်ဆိုင်ရင်တော့သူကဘာစီမှာပဲပြောင်းဖို့ရဆေးရထက်တန်နေတဲ့အတွက်ပြောင်းချေရဖြစ်လာဖို့ရများတယ်။ဆိုတော့ဘာစီလိုနာအသင်းရသားဒါနီကိုဝီလျံကိုခေါ်နိုင်ခဲ့မယ်ဆိုရင် market reference အတွက်ကဒါအချိန်တွေကတော်တော်ကြီးခက်ခဲတော့မှသိကြရပြီ။ဆိုတော့ကျွန်တော် United အသင်းရလည်းအဲ့အရာတွေကိုသိလို့နေမှာဒါကစားမကိုရောင်းဖို့အတွက်ရောဒီအငှားအတွက်ရော option နှမျိုးနဲ့ ဟိုလက်ခံသွားမယ်ဆိုပြီးတော့လည်းပြောထားတယ်ဟိုတစ်ဖက်ကပြန်ကြည့်ရင်တော့နားလည်ရတော့ခက်တယ်ဗျာဆိုတော့ market ref ကဒီရာဒီမှာဆိုရင်ကျွန်တော်အတင်းရဲ့ဒီအင်ကြီးထုတ်တဲ့ဒီဒီလာမယ့်စီစဉ်တဲ့အင်ကြီးမှာဆိုရင်လည်း तू ကပေါင်ဝင်နေတော့မယ်ဆိုတော့ဘာတွေဖြစ်လာမလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့စောင့်ကြည့်သွားမယ်ဒါပေမဲ့တောင်ဝင်ရှိသူတွေအနေနဲ့ဒီကြားတစ်ခုကတော့ဗျာကစားသမားတွေကိုရောင်းဖို့ရောအငှားချဖို့ရောမလုပ်နိုင်ရဘူးဆိုရင်ဘာဆက်လုပ်မလဲဆိုတဲ့အတွေးတွေပါရှိထားဖို့ရလိုမယ်လို့တော့ကျွန်တော်တော့မြင်တယ်ဆိုတော့ market ref ရဲ့အခြေအနေကလည်းစောင့်ကြည့်သွားမှာဖြစ်တယ် နောက်တစ်ခုကဗျာကျွန်တော်တို့အတင်းရဲ့ဒါဘရူနိုဖာနန်တိုက်ကတော့ BFA ကနှစ်ဆင့်ချင်ပါတယ်ပလေးယားအော့ဒယ်ရေးရမှာဆိုရင်သူစံကာလင်း6ဆီမှာဝင်ခဲ့တယ်ပေါ့နော်ဆိုတော့ဒါအတင်းတွေရောကသမတွေရောတကယ်ကောင်းပါလေဆိုတော့ဒီဘရူနိုဖာနန်တက်အတွက်လည်းတကယ်ကို congratulation ပါဘာလို့လဲဆိုတော့မနေ့ကကျွန်တော်အတင်းရအရာရာမှာနေကြခဲ့ဗျာပြီးတော့အောင်မြင်မှုလည်းမရှိဘူးအဆိုရအောင်ယာတီတစ်ခုကိုဖျက်ဆီးခဲ့ရတာမှဆိုတော့ကသမက ဒါ player of the year မှာဆိုရင်ဒါဆန်ကန်နေ6ရက်တည်းဒီပါလာဆိုတော့တော်တော်လေးကိုကောင်းမွန်တဲ့အချက်ပါကျွန်တော်ပြောချင်တာရတာမရတာနောက်ထပ်ဗျာဒီအဆင့်နဲ့ဒီလိုပါလာရဲဆိုတဲ့ဟာဒါ Bruno Fernandes ကမနေ့ကရာသီမှာကျွန်တော် Manchester United နဲ့အတွက်အကောင်းဆုံးကစားသမားဆိုတာလေကျွန်တော်ငြင်းပွားဝေရမရှိဘူးဆိုတော့ရခဲ့ရင်တော့အကောင်းဆုံးပေါ့မရခဲ့လို့ဆိုရင်လည်းသူ့အနေနဲ့ deserve ဖြစ်တယ်ဗျာ ဆိုတော့သူရပါစေလို့ပဲဒါဆူတောင်းပြီးတော့ကျွန်တော်တို့ဒီသတင်းကိုလည်းဆက်ပြီးတော့စောင့်ကြည့်တော့ပါပဲဆိုတော့နောက်ဆုံးအနေနဲ့ကတော့ဒီ Brian Abumun ရဲ့ကိစ္စပါဗျာဆိုတော့ Brian Abumun ကိုကျွန်တော် Manchester United နေရာဒါဒုတိယအကြိမ်မြောက်ကမ်းလှမ်းခဲ့တယ်ဆိုတော့သတင်းကထွက်လာတယ်ဆိုတော့အဲ့ဒီသတင်းထွက်ပြီးတဲ့အချိန်မှာဒါ Brentford ဘက်ကနေပြီးတော့ဘာမှတိတ်ပြီးတော့တုံ့ပြန်ထားတာတော့မရှိသေးဘူးဆိုတော့ဒီကြားထဲမှာ Collar ဟောတာပြီးတော့ကြားရဗျာဟို Brentford အတင်းက United ဒုတိယအကြိမ်မြောက်ကမ်းလှမ်းလိုက်တဲ့ငွေကြေးပမာဏဒီ package ကိုသူတို့သဘောကျတယ်ပေါ့ဆိုတော့ငွေပေးချေမှုဘိုင်းပုံစံကိုဘယ်လိုပုံစံလုပ်မလဲဆိုတာကိုပဲအဓိကညှိနှိုင်းမယ်ဆိုတဲ့သတင်းတွေကလည်းထွက်လာတယ်နောက် ထပ်သတင်းတွေကြတော့လေဗျာဒီ Brandfood အတင်းက Brian Abomo တို့ပေါင်သန်း80ဝန်းကျော်လောက်ထိကိုသူတို့ကလိုချင်နေတယ်အဲ့လိုရမှလည်းလက်လွတ်သွားမယ်ဆိုပြီးတော့ United ကိုတုံ့ပြန်ထားတယ်လည်းရှိတယ်ဆိုပြီးတော့သတင်းတွေကထွက်လာတယ်တောင်ဝင်ရှိသူတွေအနေနဲ့ခုနရှိမှ Ruben Abomo ပြောသလိုပဲအတင်းကိုခေါ်ယူတဲ့ကစားသမားတွေဒီကစားသမားကိုပဲခေါ်ယူခြင်းနဲ့ဆိုရင်အဲ့ကစားသမားတွေကိုအလင်းလင်းမြန်မြန်ဖြတ်နိုင်ကိုရလို့တယ်တကယ်လို့အဲ့ကစားသမားကိုမခေါ်တော့ဘူးဆိုရင်လည်း ဒီ alternative player တွေ alternative option တွေကိုကျွန်တော်တို့လိုက်ပြီးတော့စူးစမ်းသင့်ပြီဗျအဲ့လိုမှမဟုတ်ဘူးဒီဒီတရားနဲ့ပဲ delay ဖြစ်သွားတယ်ဆိုရင် channel transfer တွေမှာလည်းနှောင့်နှေးသွားနိုင်သလိုအသင်းရတာရာသီကြိုခြေစမ်းပွဲတွေမှာပါမသွားဘူးဆိုရင်လည်းအကုန်လုံးအခက်အခဲတွေဖြစ်နိုင်တယ်ဆိုတော့ကျွန်တော်တို့တရားတစ်ခုကဗျဒီဖြတ်သင့်တဲ့ပြောင်းရွှေ့တွေကိုဖြတ်မှတော့ဖြစ်လိမ့်မယ်ဆိုတော့ကျွန်တော်နောက်ဆုံးအနေနဲ့ဗျဒီညီကိုရဲ့အမြင်ကိုမေးချင်တာတစ်ခုရှိတယ်ကျွန်တော်ထင်တာကတော့ကျွန်တော် Manchester United တင်းရဒီ transfer ရာသီတရားသီဒီ window တစ်ခုထဲနဲ့ပဲကစားသမားတွေအကုန်လုံးရောင်းနိုင်ဖို့ရတော့မဖြစ်နိုင်ဘူးလို့ထင်တယ်လက်ရှိချိန်မှာ Ghana ဆိုရှိရယ် Rafford ရှိရယ် န်ချိုရှိရယ်အန်တိုနီရှိရယ်ပြီးတော့ဒီရက်စမန်ဝိုင်လန်ရှိရယ်ဆိုတော့ဂိုဇမားနေရာမှာဆိုရင်လည်းဦးနာနာရှိရယ်ဒီကစားသမားတွေကအတင်းရရောင်းဖို့ထဲမှာတော့ဒါဦးစားပေးအနေနဲ့ပါတယ်ကစားသမားတွေကဒါပေမဲ့အဲဒီကစားသမားတွေအကုန်လုံးကိုတော့ရောင်းဖို့ရလဲတိတ်မသေးကြဘူးတချို့ကျော်လည်းအငှားနဲ့ထွက်ကောင်းထွက်နိုင်လိမ့်မယ်ဒါပေမဲ့တချို့လူတွေကတော့အတင်းမှာဆက်ရှိနေမှာသိကြတယ်ဆိုတော့အဲ့လိုအတင်းမှာအတင်းနေနဲ့ရောင်းလည်းမရောင်းနိုင်ခဲ့ဘူးအငှားလည်းမချနိုင်ခဲ့ဘူးဆိုရင် ဘာဘလို့ဆက်ပြီးတော့လုံးတင်တယ်ဆိုတော့အဲ့ဒီပေါ်မှာညီကိုရရဲ့အမြင်ကိုလည်းဆွေးနွေးခဲ့ပြပါအောင်အဲ့ရလည်းပတ်သက်ပြီးတော့လည်းကျွန်တော်ဒီနောက်ဗီဒီယိုကြာရင်တော့ဗီဒီယိုတစ်ပုဒ်လုပ်တော့ဝင်ရလည်းရှိတယ်ဆိုတော့အဲ့ချိန်ကျမှကျွန်တော်တို့ထပ်ပြီးတော့ဒီဒီကိုဆွေးနွေးကြည့်ကြအောင်ပေါ့ဆိုတော့ဒါကလက်ရှိကျွန်တော်မန်ချက်စတာယူနိုက်တက်နဲ့ပတ်သက်ပြီးတော့နောက်ဆုံးရသတင်းတွေကိုကျွန်တော်ညီကိုရနဲ့တူတူဒါဆွေးနွေးတင်သက်ပေးသွားဖြစ်တယ်ဆိုတော့ညီကိုတို့အနေနဲ့ဗျာကျွန်တော်တို့ရဲ့ Glory United YouTube Channel လေးကိုကြိုင်းနေသက်တယ်ဆိုရင် Like and Subscribe လေးနဲ့အားပေးကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်